မင်္ဂလာပါရှင်ဒီနေ့ကျမတို့စိတ်ဝင်စားစရာမြန်မာစကားပုံလေးတစ်ခုကိုနည်းနည်းအသေးစိတ်လေ့လာကြည့်ရအောင်နော်ဟုတ်ကဲ့အဲ့ဒါကတော့ကျွေတလက်ချက်ခွန်ဆိုတဲ့စကားပုံလေးပါอืมကြားဖို့ပါတော်လေးတွင်တွင်ကြဲကြဲတုံးကြတဲ့စကားပုံတစ်ခုပေါ့ဟုတ်တယ်ဆိုတော့ tweet အသေးသေးလေးနောက်ပြီးရှေ့ကစပြီးအသုံးလုံးနမူနာတွေကိုကြည့်ပြီးတော့လေဒီစကားပုံရဲ့အနှစ်သာရကိုပုံနှမ်းလဲအောင်ကြိုးစားကြည့်မယ်ပေါ့နော်ကောင်းပါတယ်ဒီမှာစတွေ့တော့ကတော့ ဟဲဒီစကစုတိုးတိုးလေးကဘာကိုဆိုလိုတာပါလဲဘယ်လိုဖြစ်လာတာလဲဆိုပြီးအင်းတို့တီးကြံသွားလဲအခြေခံအကြဆုံးတွေ့ရတဲ့အသေးပဲဖွင့်ဆိုချက်ကတော့လေဟိုကျွေအံကစားရတာတို့စက်တိုက်တာတော့မှာပေါ့ဟုတ်ကဲ့လောင်းကစားတော့ပေါ့မျိုးဟုတ်ကဲ့အရှုံးပေါ်နေတော့မှကျွေတစ်ခါကောင်းကောင်းလေးအံကြသွားတာမျိုးဒါမှဟုတ်ချက်ကတစ်ချက်ခုန်လိုက်တာနဲ့အနိုင်ရသွားတဲ့လိုပေါ့အင်းအခြေအနေပြောင်းသွားတာဟုတ်ပဲ လူတယောက်ရဲ့ဘဝမှာလည်းအခွင့်အရေးကောင်းတစ်ချိန်ကြုံလိုက်တာနဲ့ဟိုပြောရင်တရှင်ထိုးချမ်းသာသွားနိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်မှန်ပါတယ်အဲ့ဒီချက်ကောင်းတစ်ချက်ကြုံရင်ဆိုတဲ့အတုံးနဲ့ချိဆက်ပြတာကအရေးကြီးတယ်ကံတရားဆိုတာလေရွတ်တရက်ကြီးအပြောင်းလဲဖြစ်သွားနိုင်တယ် ဟုတ်ကဲ့အချင်းလေးတစ်ခုလုံးကိုဟိုပြောင်းပြန်လမ်းလိုက်တဲ့အခက်ရတန်းလေးတစ်ခုအဲ့ဒါကအဆုံးဖြတ်ဖြစ်သွားနိုင်တယ်ဆိုတဲ့အယူအဆကိုပြနေတာပဲတို့တို့စိတ်ဝင်စားဖို့ကောင်းနေနော်ဒီနေရာမှာလေ1295ခုနှစ်လောက်ကပုညဝတ်ထဲမှာကိုကတ်ချက်တစ်ခုသွားတွေ့ရဟုတ်ကဲ့ ပညဝဲဆိုတာတော်တော်ရှိကြတာပေါ့ဟုတ်တယ်ရှက်သူကဘလို့ဆိုထားလဲဆိုတော့ရာကောင်းလျင်တစ်ချက်အခါကောင်းလျင်တစ်သက်ကြွေတလဲချက်တခုသာသနာခေကောင်းတွင်အလူခမ်းပုတ်ကိုကောင်းနေတဒါကောင်းတစ်ချက်ကြုံလင်ပုံသိမ်မှုချမောင်ခါကကဲ့သို့ကြွယ်ဝမီအမှန်တဲ့อืมမောင်ခါကဆိုတာကတော့ဟုတ်ပါတယ်ရှေးပုံပြင်းနေတဲ့ကရွတ်တရချမ်းသာသွားတဲ့ဇာကောင်းပါဟုတ်ပါဒီကိုကားချက်ကစိတ်ဝင်စားစရာပဲ သူကစကားပူရဲ့အဒီဘယ်ကိုဘလောက်ထိချက်လိုက်တယ်လဲဆိုတာကြည့်လေဟုတ်လောင်းကစားဆိုတဲ့မူလခြေခံသဘောတရားကနေခွဲချွတ်သွားပြီးတော့တာဒနာရေးဖက်ကိုရောက်သွားတယ်အေးအဲ့ဒါလေးတတိထားမိတယ်ဟုတ်တယ်ကောင်းမှုခုတို့လုတ်တဲ့အခါမှာအချင်းကဟာကောင်းအလူခံပုဂ္ဂိုလ်ကောင်းပြီးတော့ကိုယ့်ရဲ့တရားတရားကောင်းမှုအဲ့ဒီလိုကြောင်းတရားကောင်းနေတစ်ချက်ကြုံလိုက်ယုံနေတတတာကောင်းကျိုးချမ်းသာခံစားရနိုင်တယ်ဆိုတဲ့အထိသုံးသွားတာဆိုတော့ဒါလောင်းကစားဆိုတာထက် ိုကျက်ပြန့်သွားပြီပေါ့နော်ဘိုးကအခွင့်အလမ်းတို့ကုသိုလ်ကံတို့ထိပါသွားပြီအတိကျပဲဒီစကားပုံရဲ့အသွေးဝင်ပုံကတော်တော်ကျဲပြန့်တယ်ဆိုတာပြတာပေါ့နောက်ထပ်ကိုကားချက်တခုရှိတယ်မို့လားဟုတ်ကဲ့ရှိပါသေးတယ်ထုတ်လျက်69ခွနဲ့လောက်ကထုတ်တဲ့တကုံမဂ္ဂဆင်မှာတုံးထားတာလीပါအင်း20ရာစုအစောပိုင်းပေါ့ဟုတ်ပါတယ်အိမ်မှာတော့ကြွေတလက်ကြက်တခွန်ဆိုတဲ့စကားကဲထို့ကံအားလျော်စွာအကျိုးပေးဖို့အခွင့်ကြုံလာပြီဆိုမှဖြင့်ဆိုပြီးတုံးထပြန်ရော ဒီမှာလေးကြည်လေနဆရာစုအဆက်ပိုင်းထီကိုဒီစကားပုံကို လူတွေကကန်တရားကန်အားလျော်စွာပေါ့ကန်နမန်ရှင်ဟုတ်ကဲ့အဲ့ဒီကန်တရားကနေရွတ်တရပေါ်လာတဲ့အခွင့်ရေကောင်းတဲ့အချိုးပေးဖို့အခွင့်ကြုံလာပြီအဲ့ဒါတွေကိုဖော်ပြဖို့တုံနေတုံမယ်အတေးပေကဆက်ပြီးရှင်းတတ်နေတုံမယ်နော်ဟုတ်ပါတယ်အဓိက can theme လို့ခေါ်ရမယ်ကန်တရားနဲ့အခွင့်အခါတင့်မှုဆိုတာကိုပဲထပ်ပြီးတော့အတီးပြူနေတာတွေ့ရတယ်ဟုတ်ပါပြီဆိုတော့လေ ချုံးပြီးပြောရရင်တော့ဒီစကားပုံကအမ်ကန်စန်းကစားတဲ့လောကမှာပဲတုံတုံဘဝရဲ့အခွင့်အလမ်းတွေကိုစုပ်ကွင်နေနေရမှာပဲပြောပြောဒါမှမဟုတ်ကောင်းမှုကုတို့ပြုတဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့တခုတည်းသောအဆုံးအဖြတ်တခါတလေအဲ့ဒီအခိုက်အတန့်လေးတခုတည်းကနီးဘဝတစ်ခုလုံးအကြီးကျယ်ပြောင်းလဲသွားနိုင်တယ်ဆိုရယ်ယုံကြည်မှုမျိုးမျော်လင့်ညက်ချက်မျိုးတို့ထန်အပ်စေလေလို့ဆိုနိုင်ပါတယ်ကောင်းလိုက်တာ ဒါဆိုရင်ဒီနေ့ကျမတို့လေ့လာခဲ့တာတွေကိုပြန်ပြီးစုစည်းကြည့်ရင်ကျွေတလက်ကြက်တခုံဆိုတာကလောင်းကစားဆိုတဲ့အပေါ်ရန်အရွေလေးချက်အများကြီးပိုပြောနဲ့နေတယ်နော်ဟုတ်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒီစကားပုံကလောင်းကစားနဲ့တဲ့ဘာဘာရေးအထိသုံးလို့ရလောင်းမြမအသွေးခေါ်ထဲမှာကန်တရားရဲ့ YouTube ပြောင်းလဲနိုင်တဲ့စွမ်းအားကိုဘလော့အလေးထားသလဲဆိုတာပြနေတယ်လို့ပဲอืมဟုတ်ပါတယ်ကန် အချိန်အခါအခွင့်အရေးဟုတ်ကဲ့အဲ့ဒီအဆုံးဖြစ်ပေးတဲ့အခိုက်အတန့်တွေပေါ့အဲ့ဒီအပေါ်မှာကျမတို့ယဉ်ကျေးမှုကဘလို့ရှုမြင်တယ်လဲဆိုတာကိုမိမောင်းထိုးပြနေသူတို့ပါပဲဒီနေရာမှာလေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ချင်တာကတော့အဲ့ဒီအရေးပါလာလေတစ်ခုတည်းသောအခိုက်အတန့်ဟုတ်ကဲ့အဲ့ဒီကြွေတလက်ကြက်တခုအခိုက်အတန့်ဟုတ်ကဲ့အဲအဲ့ဒီအခိုက်အတန့်ကိုတိမြင်ဒီကဆုတ်ကိုင်းနိုင်တဲ့ရေသွေးကကံတရားတသက်ပဲလား ါမှမဟုတ်လူတယောက်ရဲ့ကြုံတင်ပြင်ဆင်ထားမှုတွေမွေးရပါအရေးချင်းတွေပေါ်မှာတော့ဘယ်လောက်ထိများမှုတည်နေနိုင်မလဲ။အော်ဟုတ်ကဲ့စဉ်းစားစရာပဲเนาะဟုတ်ကဲ့အဲ့ဒီချက်ကောင်းဆိုတာရောက်လာတဲ့အခါမှာပေါ့နော်ဒါကလုံးဝကန်တရားသက်သက်ဘေးလို့ပြောမလားဒါမှမဟုတ်အဲ့ဒီအခွင့်အရေးအတွက်အသင့်ဖြစ်နေမှုဆိုတဲ့အချက်ကရောဘလောက်ပါဝင်နေသေးလဲအဲ့ဒါတွေကိုဆက်ပြီးတွေးကြည့်ဖို့ခြံတားခဲ့ခြင်းပါတယ်